အဲ့ဒီမှာရှင်ဗျာတဲ့ဘုန်းကြီးတစ်ပါးသူကပြောပြတာတဲ့အရဟံတိုက်တလုံးဘဂဝါကာတစည်းဆိုပြီးတော့ပရိစိတ်တာအဲ့ဟာဟာတပည့်တော်ဒကာကြီးတယောက်ကအဲ့ဒီဒကာကြီးနဲ့တပည့်တော်နဲ့တဲ့တာမဟုတ်ဘူးလေတဲ့တော့じゃတနေ့じゃတော့ ာဆိုလောက်ဝင်နေကြဆွန့်လာကတူတူမှာလားတာကတော့အဲ့ဒကာကြီးကလာတယ်ပြီးတော့ကြည့်တော့မရဘူးဒါမှကိုကြောင်းလာတော့စကားပြောဟာဒကာကြီးလို့အမြတ်ဟိုကြီးဥပ္ပေဆုံးကိုကိုွယ်တယ်ကိုကိုွယ်တယ်ဆိုတော့အဲ့ဒီဥပ္ပေဆုံးကြီးကနီးလေးပါလေမရဘူးလားပေါ့ဟာတဲ့ဦးစင်းလေးတဲ့ရတာပေါ့ဖရားတဲ့ဟာရလုံးစမ်းမအောင်လို့သူလည်းနည်းနည်းဝါသနာပါတယ်ကြလို့ဘုန်းကြီးဥပ္ပေဆုံးဆိုတော့လာအဲ့ဒါတခြားမဟုတ်ပါဘူးဦးစင်းဟာတဲ့တပည့်တော်တို့ငငယ်ကဘုန်းကြီးဥပ္ပေဆုံးပရိသတ်ခန္ဓာအထာဟန်တိုက်တလုံးဘဂဝါကားကြီးရရပါလို့ အရဟံတိုင်းတလုံးဘဝကားစီရပါလို့ကြီးအဲ့လိုစိတ်ခိုင်းတာဖေရတော့အဲ့လိုစိတ်ခိုင်းတာတပည့်တော်လည်းစိတ်တယ်အဲ့ဒါတကယ်ရတယ်တော့ဝိသလေနိနာနာတော့မလုံးနဲ့လေအဲ့လိုပြောတာနဲ့တပည့်တော်လည်းအဲ့ဒါနဲ့ဘာစူလကွယ်လဲကုံရောတော်တလင်းလည်းရရောတပည့်တော်ကြောင့်စစ်ဆောင်နေတာ150လောက်ရောက်လာတာတနစ်စံတိုင်းလောက်ကျန်စိုင်းတဲ့ဟောဟောနဲ့ကုန်းတာအဲ့မထူပါဘူးလို့ဟိုတလုံးကတကားကြီးပေးတဲ့ညီကျင်သုံးမှထင်တယ်လို့ကိုကတော့ကားနဲ့တိုက်လို့တော့ဘူးပေါ့ကိုစစ်ဆောင်နေတဲ့စိုင်းနဲ့ငွေပဲလိုတာ အဲဆိုင်းနဲ့ငွေပဲလိုတာဆိုအဲ့ဒါနဲ့တပည့်တော်ဆိုဟောတော်ဝါကောင်လာစားတည့်ရနေရစပြီးဆိုအရဟံဆိုင်းများဆိုဘဝငွေများဆိုရပါဘူးအရဟံဆိုင်းများဆိုငွေကငါးစားရအောင်တပည့်တော်တော့ပြောင်းစိတ်တက်လိုက်တာအောင်မဲတို့ဥစဉ်နဲ့မရောနိုင်ကြိုက်တို့ဘာကြီးလောင်းလောင်းကြီးတော့ဆိုင်းတရားလည်းအများကြီးရောက်လာလို့ဒကမကြီးနှစ်ယောက်ကလည်းငါးတော်ထံလေးဟုတ်ကိုင်းပြီးဆိုရင်အာညနေဆောင်ကြတော့ဖြတ်ပြီးဆိုအာဒကမကြီးဘာရောညာ အဲ့ဒါဥစဉ်လေးတာဆွဲမတဲ့သမင်ဆွဲမလို့စမတဲ့သမင်ဆွဲမလို့ဆို။အော်မသိလေးစားတခါတည်းကူပဲ။အဲ့လိုကိုဆွဲနာပေါ်တော့အရန်သိတိနဲ့အရန်ဘကွာ။အဲ့ဘကွာ။ဒါမင်းဘာလို့လုံးမသိဘူးတော့အဲ့ဒါလို့တပည့်တော်ပါဇာတဲ့ရှိတာရှောက်ပြောတာပေါ့နော်လို့။အဲအရနယ်လေးတရားရောက်တော့ဥစဉ်တစ်ပါးပြောတယ်ပေါ့။ဟာအရန်သိဘကွာနဲ့ဘာဘာလို့ဆွဲမှန်းမသိဘူးဒါလို့လော်ကီလူတွေကတော့အဲ့ဒါလိုတလောက်တော့ပြည့်နေရလား။အဲ့ဒါနဲ့တော့ဘောတော်တပည့်ပြောတယ်။ဟာဆွဲနာလည်းမပြောနဲ့လေးတဲ့။ အရဟံအရဟံအရဟံနဲ့လူနဲ့ပြန်မှာတတဝါပေါင်းလို့ကုသိုလ်သူကိုခံတော်မူတိုက်တယ်ဆိုတာလောကဂုဏ်တော်ရှိပါအကြောင်းတရားဖြစ်သွားတာလေတမတန်ဗုဒ္ဓဂုဏ်တော်နဲ့ပြည့်စုံတဲ့လူနဲ့ပြန်မှာလူခံတတ်တယ်တဲ့သုက္ကတဂုဏ်နဲ့လည်းပြည့်စုံတဲ့လူခံတတ်တယ်တဲ့အဲ့ဒါကြောင့်လောကရှိပါအကြောင်းတရားတဲ့အရဟံကောနောက်တစ်ခါဦးဇင်းကလည်းတဲ့ဘဂဝါဘုန်းကြီးတဲ့ဘုန်းကြီးတဲ့လူနဲ့တည်ပြန်မှာရင်လူမင်းနဲ့မင်းတွေကိုယ်ကွယ်လို့လည်းဘုန်းကြီးတာပဲတဲ့သရောင်းစားကိုယ်ကွယ်ပဲဘုန်းကြီးအဲအဲ့ဒါကြောင့်မလို့အထံနဲ့ဘဂဝါအဆန်းဆုံးပဲဆိုတာ ပြောတယ်ဖေအားလိုပါညာတော့ဖေရငယ်ငယ်ကလေးကအမေရိကန်ဂျပန်ထိုင်ဝမ်သွားချင်လို့လေဘာလို့ရတော့သိလားနော်ဘာလေးပါဘာလေးပါအေးလေဟေတုဘေဇယောအမေရိကန်အာရမနာဘေဇယောအမေရိကန်အခုရောက်ပြီဗျနော်ဟေတုဘေဇယောဂျပန်အာရမနာဘေဇယောဂျပန် ဆယ်နှစ်ရည်ဂျပန်သွားရပြီဗျအင်္ဂလိပ်တက်လားမတက်ဘူးဒါပဲ you are very beautiful the twin the three the twin နဲ့ပတ်တာပဲဒါပဲဒီတော့နော်ငယ်ငယ်တုန်းက gas mountain mountain do not the flower open go အမေအတန်တွေကမှတက်ကကြောင် mountain mountain ကတောင်တောင်ကြောင်တောင်တောင် do not မလုံးနဲ့လားဒါမျိုးပြောလို့တော်တော်တနေကုန်ပြီးမှာကိုမဟုတ်ဘူး။ဦးစင်းနဲ့တိကျွင်ရင်းနေတဲ့ဒကမကြီးတယောက်နဲ့ဖုံပြောဖြစ်တယ်ပေါ့ ဲ့ဒီမှာဖုံပြောရင်းကနေပြီးတော့ဒါစမီဆက်ရတာကြောင့်မာကြောင့်ဟိုကြောင့်ဒီကြောင့်ပြောရင်းကနေပြီးတော့သူကဥစဉ်ကိုဗာမေးလဲဆိုတော့အရှင်ဘုရားတဲ့လိုင်းပေါ်မှာဟိုဘုန်းကြီးနှစ်ပါးပြောထားတာအရှင်ဘုရားကြည်ပြီးသွားပြီလားနားထောင်ပြီးသွားပြီလားတဲ့ဒီကမကြီးဘယ်ဘုန်းကြီးနှစ်ပါးဗာဒီပြောထားတာလဲဆိုတော့အဲ့ဒီမှာအရှင်ဘုရားတဲ့ဘုန်းကြီးတစ်ပါးသူကပြောပြတာတဲ့အရဟံ တိုက်တလုံးဘဂဝါကာတစည်းဆိုပြီးတော့ပရိစိတ်တာရတယ်တဲ့တိုက်ကောကာကိုရသွားတယ်ပေါ့အဲ့တော့အဲ့ဒီဘုန်းကြီးကလည်းပဲသူလည်းပဲအရဟံဆန်အိတ်များစွာဘဂဝါငွေများစွာရရဘာလို့ဤလို့ပရိစိတ်တာသူလည်းပဲရတယ်ဆိုပြီးတော့ဒီလိုပြောထားတယ်ဗျာတဲ့အဲ့ဒါဖြစ်နိုင်ပါမလားဗျာတဲ့သူကမေးတယ်ဦးစင်းကိုအဲ့တော့ဒကမကြီးလို့ ဖြစ်နိုင်ပါတယ်လို့ဖြစ်နိုင်လို့လည်းပဲသူတို့ဖြစ်တဲ့ဟာကိုသူတို့ကဒါမြဝေတဲ့အနေနဲ့ဒါ line ပေါ်မှာပြောပြထားတာဖြစ်မှာပါလို့ဒါမဟုတ်ပဲနဲ့တော့ဘယ်ပြောမလဲပေါ့အဲ့တော့ဘာဖြစ်လို့ဖြစ်နိုင်တယ်လို့ဦးစင်ကပြောရတယ်လဲဆိုရင်ဒကမကြီးလို့မြတ်စွာဘုရားလက်ထက်ကဟိုဒီလိုမျိုးပေါ့အလားတူပေါ့ရုပ်ဖတ်ပြီးတော့ကိုဖြစ်ခြင်းတည်းကဖြစ်တဲ့ ပါရကရှိတယ်လို့အဲ့ဒါကဘာလဲဆိုတော့ဓမ္မကြီးလို့ထင်းလဲသမားတယောက်ရဲ့သားသူကသူ့တငယ်ချင်းတွေနဲ့ဂုံကြီးလိတ်တဲ့အခါကျတော့ဂုံကြီးလိတ်တာနိုင်ကျင်တော့သူ့ပါဇက်ကနမောဗုဒ္ဓတာဆိုပြီးတော့ယွတ်ဆိုပြီးတော့လိတ်တာနမောဗုဒ္ဓတာဆိုပြီးတော့ယွတ်ဆိုပြီးတော့ဂုံကြီးလိတ်တာအများရန်နိုင်နေတယ်နမောဗုဒ္ဓတာဆိုတာက ဒါမြတ်မပြန်တော့ဘာခက်လို့လဲဗုဒ္ဓတမြတ်စွာဘုရားအနမောရှိခိုးပါ ਈ ပေါ့နမောဗုဒ္ဓတဆိုပြီးတော့ကိုញင်းလိုက်တာနိုင်ရင်လို့နမောဗုဒ္ဓတဆိုပြီးတော့လိုက်တာလိုက်တိုင်းနိုင်တယ်တဲ့သူကလည်းပဲကိုញင်းလိုက်တိုင်းအဲ့ဒီနမောဗုဒ္ဓတကိုဆိုတယ်တဲ့အဲ့ဒါဒီလိုတာတာကရှိခဲ့တယ်ပေါ့ဘုရားလက်ထက်မှာလည်းပဲဒါကြောင့်အခုအရဟံတို့ ဘဂဝါတို့ဆိုတာကလည်းဒါတကယ်ဆရာတို့တွေကသူတို့ဖြစ်ခဲ့တာမို့လို့သူတို့ရဲ့ကိုယ်တွေးကိုအများသူငါသိရအောင်ဘုသူတဖြစ်ရအောင်မျှဝေပေးတာမိမပါဒကမကြီးလို့ဒါဖြစ်နိုင်ပါတယ်လို့နောက်ဒကမကြီးဒီခေတ်မှာလည်းပဲဒါဦးစင်းတို့ကြားဘူးတယ်ပေါ့ဒကမကြီးလည်းကြားဘူးမှာပါလို့အခုလွန်တော်လွန်တော်မူသွားပြီဖြစ်တဲ့ဓမ္မဆရာတော်ဖျားကြီး မိကြားထားတာလေးဦးစင်းတို့မှတ်သားဖို့တယ်ပေါ့အဲ့ဒါကဘာလဲဆိုတော့ယတိကြီးဥခန္တီအရဟံဘိအန္တဇယံဆိုတဲ့ဒီကတာကိုယူပြီးတော့ဒါလက်လက်ပါးတွေပေါ်များတယ်ပေါ့လက်လက်ပါးတွေပေါ်များအောင်လက်လက်ပါးတွေရအောင်အရဟံဘိအန္တဇယံဆိုတဲ့ကတာကိုဒါယွတ်တယ်ပေါ့အဲ့ဒီကတာကလည်းပဲဒါဘာသာပြန်တော့ဖျားရှိခိုးတာပါပဲဖျားကုန်းတော်တွေကိုပေါ်ကျူးပြီးတော့ဖျားရှိခိုးတဲ့ကတာ အဲ့တော့ तू ဒီကာတာကိုရွတ်ပြီးတော့လက်လက်ပါရအောင်လှုပ်တာကလည်းပဲပြန်ကြည့်တော့သူ့အတွက်မှမဟုတ်တာသာသနာအတွက်ဘာသာအတွက်အများအတွက်ပေါ့အဲ့ဒီလိုပရာဟိတစိတ်ထားနေပေါ့အများအကျိုးအတွက်အရဟံဘိအန္တဇယံဆိုတဲ့ဂါထာကိုတိုင်ရွတ်တာလက်လက်ပါရတယ်ဝါချက်မင်းကြောင့်ဆရာတော်ကလည်းပဲသူလည်းပဲဒီဂါထာပဲ ရွတ်တယ်တဲ့သူလည်းပဲလက်လာပါရတယ်ပေါ့သူလည်းပဲအများအတွက်ပါပဲအခုအဲ့ဒီဆရာတော်နှစ်ပါးပြောသွားတဲ့အထဲမှာဆရာတော်ကအရဟံဆိုင်းများစွာဘဂဝါငွေများစွာရရဘာလူဤဆိုတာသူပြောတာပဲအဲ့ဒီမှာသူ့အတွက်မှမဟုတ်တာအများအတွက်လေဒုက္ခတွေတွေအတွက်အဲ့ဒီဒုက္ခတွေတွေအတွက်ကိုဟလား ဆိုင်တွေလိုတယ်၊ငွေတွေလိုတယ်ပေါ့။အဲ့တော့အများအတွက်သူရွတ်တာသူရတယ်ဆိုတဲ့အကြောင်းကိုပြောပြမျှဝေပေးတာပါ။အဲ့တော့အဲ့ဒီမှာဦးစင်းကပြောလိုက်သေးတယ်။ဒကမကြီးရှူရကားဆရာတော့ကြားဘူးလားဆိုတော့တိရဖရားတဲ့။ဟေတုပစ္စယောဂျပန်အာရမဏပစ္စယော အမေရိကန်ဟေတုပစ္စယောအမေရိကန်အာရမဏပစ္စယောဂျပန်ဆိုပြီးတော့ဟိုတလောကနာမည်ကြီးွားတာဒကမကြီးအဲ့ဒါတော့တိလိုက်လားဆိုတော့မတိလိုက်ဘူးဖရားတဲ့။အေးလို့ ဆရာတော်ကတော့ तू ကသူ့တရားပွဲမှာသူရဲ့အတွေ့အကြုံကို तू လဲညဝေပြောပြတာလို့သွားကျင်တဲ့အမေရိကန်သွားကျင်တဲ့ဂျပန်ကိုရောက်ဖို့အတွက်ဟေတုပစ္စယောအမေရိကန်အာရမဏပစ္စယောဂျပန်ဆိုပြီးတော့ပရိစိတ်တာရောက်တယ် तू လဲပဲဒါမှမဟုတ်အဲ့ဒီဗီဒီယိုဖိုင်ဒါမှမဟုတ်မကြည့်လိုက်ရလို့လို့အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲအမျိုးမျိုးဝေဖန်ကြတယ်ဒါမှမဟုတ်ကြီးလို့ तू ကတော့သူ့ရဲ့ကိုယ်တွေကိုခြားပြလိုက်တာ အာလူတွေကဒီလိုကတော့မကောင်းဘူးဟိုလိုကတော့မကောင်းဘူး ਨੇ ပြောကြတယ်ပေါ့အဲ့တော့ဒီမှာအီးလိုအဲ့ဒီရွှေတကားဆရာတော်ကလည်းပဲသူလည်းပဲအများအကျိုးဆောင်ရွက်နေတဲ့ဆရာတော်တစ်ပါးပဲလို့ဒါသူဂျပန်သွားခြင်းတယ်အမေရိကန်သွားခြင်းတယ်အမေရိကန်ဂျပန်ရောက်သွားလို့ရှင့်ရင်ရောက်သွားပြီးလို့ရှင့်ရင်အဲ့ဒီရောက်သွားခြင်းကြောင့်နောက်ဆက်တွဲဒါအကျိုးတရားတွေကဘာလဲဆိုတာကိုဦးဇင်းတို့က မသိနိုင်ဘူးမမြင်နိုင်ဘူးလို့အဲ့တော့ဘာပဲဖြစ်ဖြစ်ဆရာတော်ဒီအများကျွတ်အတွက်ဆောင်ရွက်နေတဲ့ဒါနဲ့လေဓမ္မကတိကတပါးလည်းဖြစ်ပါလားအခုဟိုဆရာတော်နှစ်ပါးတည်းကအရဟံဆိုင်ညာစွာဘဘဝငွေညာစွာရရပါလို့ဤဆိုတဲ့ဒီပတိစိတ်တဲ့ဒီဆရာတော်အားလည်းပဲဒါအများအတွက်ဆောင်ရွက်တဲ့ဆရာတော် အဲ့ဒီဘေးကထိုင်ပြီးတော့သဘောတည်းကြနေတဲ့ဆရာတော်ကလည်းပဲဒါအများအတွက်ဆောင်ရွက်နေတဲ့ဆရာတော်တွေပဲအဲ့တော့သူတို့ကတော့သူတို့ရဲ့အတွေ့အကြုံဒါသူတို့ရရှိတာကို ပြောပြမျှဝေတာပါအဲ့တော့ကိုယ်လည်းပဲလူကျင်လို့သူတို့လူပဲရကျင်လို့ဆိုပြီးတော့လောဘစိတ်တက်ပြီးတော့သွားလို့ကိုကြရကျင်မှရမှာလောက်တာချင်းကစိတ်ထားချင်းကလည်းမတူသလို့ ကြောင်းတရားချင်းရလည်းမတူနိုင်ဘူးလေငါစားဖို့အတွက်ငါဝတ်ဖို့အတွက်ငါကာမဂုဏ်ခံစားဖို့အတွက်ဆိုရင်ဒါကတမျိုးအခုကအများအတွက်ဒါပရိစိတ်ကြတယ်ဒိဋ္ဌဝင်ကြတယ်ပေါ့အဲ့တော့ဘုရားလက်ထက်မှာလည်းပဲဒါနမောဗုဒ္ဓတာဆိုပြီးတော့ဂုံညင်းထိုးတာဂုံညင်းလိုက်တာနိုင်ငင်နဲ့ဒီတငယ်ဟာနမောဗုဒ္ဓတာရုတ်ခဲ့တယ်သူကနမောဗုဒ္ဓတာ ရွတ်တာနိဗ္ဗာန်လူခြင်းလို့မဟုတ်ဘူးကုသိုလ်ရခြင်းလို့မဟုတ်ဘူးဂုံကြီးလိုက်တာနိုင်ခြင်းလို့တိုးတော်လည်းပဲနမောဗုဒ္ဓတ္တကိုဒါရွတ်ခဲ့တဲ့ဒီတင်ငယ်ဟာနောက်ဆုံးသာသနာ့ဘောင်နဲ့ရောက်ပြီးတော့ယဟန္တာဖြစ်သွားတယ်ဒါဓမ္မပရထခတာမှာလာပါတယ်ဒါကြောင့်ပရိစိတ်တာပဲဖြစ်ဖြစ်အဋ္ဌိဌံဝင်တာပဲဖြစ်ဖြစ်ပေါ့ကောင်းတဲ့အလုပ်တွေကိုလုပ်တာကိုတော့ဦးဇင်းတို့ကတော့ ကောင်းပါတယ်ပါဒုခေါ်ပါတယ်ပေါ့မလောက်တာနဲ့ဆိုင်ရင်ဒါကောင်းတာပေါ့ဗျာတချို့ကြတော့ကိုကြတော့ဘာမှမလုပ်ဘဲနဲ့လှုပ်တဲ့သူတွေကိုဟိုလိုဒီလိုလိုက်ပြီးတော့ဝေဖန်ရေးလေကန်ရေးတွေနဲ့အပြစ်တွေပြောအပြစ်တွေရှာဒီလိုတွေရှိတယ်ပေါ့အဲ့ဒီလိုအပြစ်ရှာကြစဒန်းဆိုလို့ရှိရင်ဦးဇင်းတို့ဖရဲလက်ထက်ကကာလတဒိုတာတရားသွားနာ ရှိစဥပုသောက်တာပေါ့ဥပုသောက်တရားနာအတပြတရားဥပုသောက်လို့ရှိရင်တရားပေးမယ်ဆိုပြီးတော့သူ့ဖေကခိုင်းလို့သွားတာဥပုလူချင်းလို့မှမဟုတ်တာအတပြတရားလူချင်းလို့နောက်မင်းတရားတပိုက်တကာတာရအောင်မှတ်ခဲ့တပြတထောင်ပေးမယ်ဆိုတော့တရားသွားနာတယ်လေ တရားလူချင်းလို့တရားသိချင်းလို့မှမဟုတ်တာနိဗ္ဗာန်ရောက်ချင်းလို့မှမဟုတ်တာအတပြာရလူမှုနဲ့နာတာတိုးတော်လည်းပဲမောင်ကာလာဟာနောက်ဆုံးပါဖြစ်သွားလဲတောတာပံဖြစ်သွားတယ်သူတက်ဆိုးတာကသူအမအတပြာနော်သူတက်ဆိုးတာကမြတ်စွာဘုရားရဲ့ညီအရှင်နန္ဒမတိနိဗ္ဗာန်ရောက်ကြောင်းတရားလူကိုအာထုတ်တာနိဗ္ဗာန်လူချင်းလို့မှမဟုတ်တာနတ်သမီးချောချောလတ်လတ်လေးတွေကိုလူချင်းလို့ မိမယောင်ကြောင့်တရားလုပ်ကိုအားထုတ်လို့ရှိရင်နတ်သမီးချောချောလတ်လတ်တွေရရပါစေမယ်လို့မြတ်စွာဘုရားကတာဝန်ခံရတာတာဝန်ခံရတာအဲ့တော့အဲ့ဒီအနန္ဒမထေတိအရှင်အနန္ဒမထေတိနိဗ္ဗာန်ရောက်ကြောင်တရားလုပ်ကိုအားထုတ်တယ်နတ်သမီးရလူမှုနဲ့အားထုတ်တယ်သို့တော်လည်းပဲနောက်ပိုင်းစိတ်ဓာတ်ပြောင်းလဲသွားပြီးတော့ဒါတကယ်တရားလုပ်ကိုအားထုတ်ဖြစ်သွားတဲ့အခါမှာ ဝဇင်တို့တရားရသွားတယ်။ယဟန္တာဖြစ်သွားတယ်ပေါ့။အဲ့တော့ဒီကနေ့ခင်မလည်းပဲလူငယ်တွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်ပေါ့။ဘာလို့အကြောင်းကြောင်းနဲ့ပဲလှုပ်လို့ပေါ့လေကောင်းတာလှုပ်တာကိုတော့ဦးဇင်တို့ကတော့ဒါကောင်းပါတယ်တာတို့ခေါ်ပါတယ်ပေါ့။သို့တော်လည်းပဲဟိုကောင်းတာလှုပ်တဲ့ဒါအဆင့်တန်းလေးတော့ရှိတာပေါ့ ီလိုစိတ်ထားနေဆိုလို့ရှိရင်တော့ဘလို့ပိုကောင်းတယ်အဲဒီလိုစိတ်ထားဆိုလို့ရှိရင်တော့ဒါတာမန်ကောင်းအကောင်းလေးပေါ့အဲဒီလိုလေးခွဲရင်တော့လည်းရတယ်ပေါ့တိုးတော်လည်းပဲဦးဇင်းတို့ကတော့ခွဲမနေပါဘူးဘာပဲဖြစ်ဖြစ်ကောင်းတာလှုပ်ဖြစ်သွားတာကိုကကောင်းပါတယ်လို့ဒါဦးဇင်းတို့ကတော့ဒီမောင်ကာလာတို့အရှင်နန္ဒတို့တဲ့သူတို့ရဲ့အဖြစ်တစ်နှစ်လေးတွေကိုဦးဇင်းတို့ကအာယုံပြုပြီးတော့ဒါကောင်းတာလှုပ်တဲ့သူတွေကိုဦးဇင်းတို့တာလူခေါ်ပါတယ်အဲ့တော့ဦးဇင်းကအဲ့ဒီမှာဒကမကြီး အဲ့ဒီလိုသဘောလေးတွေရှိတယ်။ဒါလေးတွေကိုဓမ္မကြီးအာယုံပြုပြီးတော့ဟာလာတင့်တော်ကြီးမတင့်တော်ကြီးစဉ်းစားမနေနဲ့ကောင်းတာလုပ်ရင်ကောင်းတယ်လို့တမန်လိုက်။ကောင်းတဲ့ကာယကံကောင်းတဲ့ဝစီကံကောင်းတဲ့မနောကံစိတ်တွေနဲ့ကောင်းတာတွေလုပ်နေပြောနေကြံနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကောင်းတယ်လို့ဒီလိုတတ်မှတ်ပြီးတော့တာတို့ခေါ်ပါဓမ္မကြီးလို့ဒါသူနဲ့ဥစဉ်နဲ့ဒီလိုပဲဆက်မိဆက်ရပြောပြီးတော့ဒါဘုသူတလေးတွေလည်းပဲ သူ့ကိုဦးစင်ကဘာသာရေးဘုဒ္ဓတလေးတွေလည်းပဲဒါရစီလိုက်တယ်ပေါ့အဲ့တော့သူနဲ့ပြောပြီးတော့မကြပါဘူးဒါလေးကိုသူနဲ့ပြောတဲ့ဒီအကြောင်းအရာလေးကိုအခြေခံပြီးတော့ဦးစင်ရဲ့ဗီဒီယိုဖိုင်လေးတစ်ဖိုင်လုတ်ပြီးတော့ line ပေါ်မျှဝေရရင်ကောင်းပါပဲဆိုတဲ့စိတ်နဲ့ဦးစင်ကလည်းပဲကောင်းတဲ့စိတ်နဲ့ပြန်ပြီးတော့မျှဝေပေးပါတယ်ကောင်းတဲ့စိတ်နဲ့ကောင်းတဲ့အမြင်နဲ့ကြည့်ပြီးတော့ ကောင်းပါတယ်ဆိုတဲ့ဓာတုများစွာခွန်နိုင်ကြပါစေလို့အားလုံးကိုဆုတောင်းဆန္ဒပြုပါတယ်ကဲအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာဘေးရန်ကွာ၍ကောင်းကျိုးလျက်ဆန္ဒများပြုဝါကြပါစေ။